ဘန်ကောက်မှာ time bank ကိုတိတ်တရာခိုးခံလိုက်ရတဲ့ကိစ္စကိုတိပီးကြပြီလား မတိရဲတွေ့ကျွန်မအခုလာပြောပြမယ်နော်ဖြစ်စဉ်ကဒီလိုကိုခံလိုက်ရတဲ့သူကကိုရဲ့နေ့မှာဒီထွန်ဘူရီကိုညအိတ်အနေနဲ့အလုပ်ကိစ္စသွားရမယ်ပေါ့နော်အဲသူတငယ်ချင်းနေနဲ့မသွေးဖြစ်တော့ဘူးဆိုပြီးမှသူရဲ့ group chat တွေကိုသူကစာပို့လိုက်တယ်ပေါ့နော်ပို့လိုက်တဲ့ခါမှာပို့လိုက်တယ်ပို့လိုက်ပြီးတော့သူထွန်ဘူရီကိုသွားခဲ့တယ်တညအိတ်ပြီးတော့ဆယ်ရက်နေ့မှာသူထွန်ဘူရီကနေအာဘန်ကောက်ကိုပြန်ခဲ့တယ်ပြန်လိုက်တဲ့ခါမှာသူ့အခန်းကိုရောက်တဲ့ခါမှာသူ့အခန်းနေကပေါ့နော်သူရဲ့အိတ်ခန်းထဲမှာအကုန်လုံးဒီရှာဖွေထားတဲ့လက်ရည်တကားရည်လည်းပွင့်နေရဲအဲ့ဒါနဲ့ဝရန်တကားကိုတကားကိုကြည့်လိုက်တဲ့ခါမှာလေဝရန် ဲ့တကားကလည်းပွင့်နေရပေါ့နော်ပွင့်နေတဲ့ခါမှာသူ့ပတ်စံနေရှာကြည့်လိုက်တယ်မှာ time bank ငွေတိန်းတရာနေပါပျောက်နေပျောက်လိုက်တဲ့ခါမှာပုံမှန်ဆိုရင်သူကအာဒီကိုဘတ်တွေပါကြီးလုတ်ပြီးရပွဲစားအမကုမ္ပဏီရှိရလူဆိုတော့သူကစာတွေညနေတတိစာတွေပါကြီးပြင်ရလို့သူ့ဝန်ထမ်းလေးတွေကသူ့တခါကျအဲ့မှာသူနဲ့အမြဲတမ်းစာဝိုင်းပြင်မှုဆိုလာအိတ်ကြတယ်သူခီးထွက်လဲသူ့ဝန်ထမ်းလေးတွေအိတ်ခိုင်းနေပေါ့နော်ဒါပေမဲ့ဖြစ်ချင်တော့အိုင်းကြီးကရုံးပိတ်ရဖြစ်နေတဲ့အတွက်ကြောင့်မလို့သူ့ဝန်ထမ်းတွေလည်းသူကမအိတ်ခိုင်းမဲနဲ့သူကတကားပဲကြိုင်းပဲပိတ်ပြီးသွားလိုက်တာပေါ့နော် ဲ့ဒီခါမှာပြီးရင်နောက်တစ်ချက်ကကြတော့တူဝီနေတဲ့ကွန်ဒိုကကြပုံမှန်အခန်းကြီးလိုမဟုတ်ပဲနဲ့ကွန်ဒိုအဝင်ကနေခီးကက်တွေဓာတ်လီကသုံးမယ်ဆိုလဲခီးကက်တွေရှိမှသုံးရတဲ့ကွန်ဒိုဖြစ်တဲ့အတွက်ကြောင့်မို့လို့အာဒီအာဒီသူခိုးခံရတာကလုံးဝသူရင်းနှီးရတဲ့လူတွေအဖြစ်မှာပေါ့နော်အဲ့ဒါ ါနဲ့ तू ကသူ့တပည့်တွေကိုဖုန်းဆက်တယ်ပေါ့နော်မနေ့ကသူ့ကိုဖုန်းဆက်ပြီးမေးတဲ့လူတွေရှိလာပါဖြစ်လဲဟောသူ့ဖုန်းဆက်တဲ့လူတွေရှိလာမေးမေးတယ်ပေါ့နော်အာအမရဲ့ဒီတဲတငငချင်းလည်းမရတော့အမကဖုန်းဆက်မေးရပေါ့နော်တမီးတို့အောင်ပြောလိုက်တယ်အာနင်တို့အမချုံမူကြီးသွားနင်တို့မသွားဘူးလားသူ့ခမ်းမတိုက်အမအိပ်ဘူးလားအဲ့လိုမေးရပေါ့နော်မေးတဲ့ခါမှာသူကအဲဒီနေ့ရုံပေးရမလို့မသွားဘူးလို့အဲ့လိုဖြေလိုက်တယ်ပေါ့နော်အနေ ူကစေခဲနဲ့ပြန်သူ့အခန်းကပတ်စံပြောက်နေပြောက်နေတဲ့အခါမှာသူကရဲတွေခေါ်လိုက်တယ်ပတ်စံပြောက်တဲ့အမောင်းကလည်းအရန်များတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ရဲတွေကချက်ချင်းကိုပဲအာချက်ချင်းမိနစ်ပိုင်းအတွင်းကိုပဲသူရဲ့ကွန်ဒိုကိုရောက်လာတယ်ရောက်လာပြီးတော့ CCTV လေးပိုင်းစစ်ပြီးတဲ့အခါမှာ ခိုးတဲ့လူကသူ့ရဲ့တငယ်ချင်းအရင်ကြီးတွေကဖြစ်နေရပေါ့နော်ဖြစ်နေခါမှာဒါပေမဲ့စိတ်ရဲ့နေမှာချက်ချင်းဖမ်းလို့မရဘူးဖမ်းလို့မရဘူးဖမ်းရမ်းရှိရတဲ့ကြောင့်မလို့ဖမ်းလို့မရဘူးဖမ်းလို့မရဘူးဖြစ်တဲ့အတွက်ကြောင့်မလို့သူကဘာလုပ်လဲဆိုဖမ်းဝရမ်းကိုတရက်ဆောင်ဆောင်းလိုက်တယ်တရက်ဆောင်းလိုက်ပြီးမှတရက်ဆောင်းလိုက်တယ်တရက်ဆောင်းလိုက်ပြီးမှစတိရဲ့နေမှာသူ့တငယ်ချင်းကိုတဖမ်းလိုက်တယ်ပေါ့နော်ဖမ်းတဲ့တငယ်ချင်းကလုံးဝလုံးဝယူရင်းပေါ့နော် ဖမ်းမိဖမ်းသူ့တငယ်ချင်းကိုဘယ်လိုလုပ်ဖမ်းမိသွားလဲသူ့တငယ်ချင်းဘယ်လိုလုပ်ဖမ်းမိသွားလဲသူတို့ CCTV ရေးစစ်တယ်သူ့တငယ်ချင်းအရင်လင်မယားနဲ့နောက်တစ်ယောက်နဲ့၃ယောက်ခိုးသွားတယ်၃ယောက်ခိုးသွား၂ယောက်ကကားပေါ်မှာစောင့်နေတယ်၂ယောက်ကကားပေါ်မှာစောင့်နေတယ်၁ယောက်ကကျတော့ဝင်ဝရဏာကနေအာဒီကိုနိုအဝင်ကနေကီးကတ်နဲ့အာဓာတ်လီကကနေတက်ပြီးတော့အခန်းတကားမရှိတဲ့တောင်ဝရဏာကနေပတ်ခိုးလိုက်တာပေါ့နော်ခိုးမိတယ်သူ့တငယ်ချင်းကလည်းဘလောက်တောင်မှဟိုလောက်လဲဆိုရင်တော့ သူမခိုးတလို့ပဲဗောနောပုံမှန်ပဲအော်တို့ group chat ထဲမှာဟာတာစာဟာတာတွေပဲပို့တယ်ဒီ mind day မှာသူတဲနေတဲ့ hotel တည်ရဆို तू อ่ะ तू ပြန်ရောက်နေတဲ့အကြောင်းတငွေချင်းတွေမပြောဘဲနဲ့တူတူတိတ်တိတ်ဒါကိုရှင်းနေဗောနောဆက်တရရနေဖန်ဝရမ်းမှာပဲအဲ့တငွေချင်းတင်ထားတဲ့ hotel မှာပဲသူ့ကိုဖမ်းမိလိုက်ပါတော့เนาะအဲ့မှာပြောစရာရှိတာ key canon တက်လို့ရတဲ့ hotel तू อ่ะဘယ်လိုလုပ်ဝင်တာဗောနောအဲ့ဒီမှာသူတငွေချင်းအရင်ရင်းကြီးလည်းဖြစ်တယ်ပုံမှန်လည်းသူစီလာလေနေတဲ့သူဖြစ်တဲ့အသက်ကြောင့်မို့လို့သူကတဲ့သူတငွေချင်းလာလေရင်ကွန်ဒိုအောက်ထပ်တီစေးမခေါ်ခြင်းလို့ဆိုသူကကွန်ဒိုနဲ့ ဲ့ကိုလိုအဝင်ဝါကခီးကက်နဲ့ဓာတ်လီကတုံးတဲ့ခီးကက်ကိုသူ့တငယ်ချင်းကိုပေးထားလိုက်တာတဲ့ ပေးထားလိုက်တဲ့ကြောင့်မလို့အိုက်ခါအဲ့ဒီနေရာစာပါเนาะဒီတငယ်ချင်းကလည်းအရင်တော့ကလည်းလက်စာအဲ့လိုမျိုးခိုးတဲ့လက်စာလက်နာရှိရပါဘာအဲ့လိုကအရင်မများတဲ့ကြောင့်မလို့တို့အာပြောက်သွားတယ်သူ့ကိုအဲ့လိုမျိုးပဲပြောပြထားပါလို့ဒီတစ်ခါတော့ဘတ်သိန်းတရာဆိုအရင်များရပါเนาะအခုသူ့ကိုလည်းမိပြီးမိပြီးဆိုပေမဲ့ပတ်စံနေကအကုန်လုံးပြန်မရအောင်ပါเนาะဘတ်ငါးတိန်းမဲ့သူတို့လက်ထဲမှာတွေ့ရတယ်ဂျန်နစ်ပတ်စံနေတော့ခုနကမှဘတ်ငါးတိန်းခုနကမှဘတ်စေးတိန်းသူကအဲ့လိုမျိုးသူ့ရဲ့ဆွေမျိုးတာချင်းတွေကိုအကုန်လုံးကိုပတ်ပေးအပ်ထားတာပေါ့နော်အဲ့တော့ပတ်ဆိုင်နေရတော့ဘတ်ငါးလေးပဲပြန်ရပါတယ်လို့အဲ့ဒါကြောင့်မို့လို့ကိုစီမှာလူရင်းထို းရဲ့ဓာတ်ကပိုကြောက်စရာကောင်းတယ်ဆိုတော့အဲ့ဒါကိုပြောပါမယ်เนาะတကယ်လို့ကိုယ်စီမှာရွှေတွေငွေတွေရှိရယ်ဆိုရင်သူများကိုပြောပြတတ်တဲ့အကျင့်တွေမလုပ်ပါနဲ့ပေါ့เนาะအခုကလည်းသိရမလားဘလောက်ပဲရင်းနှီးပါစေအောင်တော့ကိုကတစ်ဖက်သားရဲ့စိတ်ရင်းအမှန်ကိုမမြင်နိုင်ဘူးလေเนาะအဲကြောင့်မို့ကိုယ်စီမှာရွှေတွေငွေတွေရှိရင်တူတူသိသိပဲနေကြပါအဲ့လိုသူများပြောတတ်သူများကိုပြောတတ်တဲ့အကျင့်တွေမလုပ်ကြပါနဲ့လို့အတတိလာပြီးတာပါ